ဝင်မင်လာပါဆရာကြီးဒေါက်တာနာနာမာလာပြဝင်သားရဲ့ပထမပြည့်ဒေသနာတော်ကိုကုဆောနေတာဒါရပစ္စယရောက်သားဖြစ်ပါတယ်ဤခါဥပ္ပဖန်ရှိကုဆောပင်ပြပါရန်ဆရာကြီးရာယူတိလေးမြတ်စွာလျှောက်ထားအပ်ပါသည်ဗျာဒီနေ့ဆိုလို့ရှိရင်တော့အာရပစ္စယရဲ့နာအာရကိုဆက်ပြီးပူဆောင်မှာဖြစ်ပါတယ် နံအာဟာရဆိုတာရှိသေးတယ်။နံအာဟာရဆိုတာဘာလဲဆိုရင်ဖတ်တော်ဒုတိယမနောတင်စေတနာတတိယဝိညာဏစထုတ်တံကာဗလီကာရအာဟာရကပထမဒုတိယကဖတ်တာတတိယကမနောတင်စေတနာဒီနေရာမှာမနောဆိုတဲ့စကံလုံးကိုထည့်ပြောတာကစေတနာပဲဖြစ်တယ်။ ဒါစိတ်ထဲမှာရှိတဲ့စွမ်းအားပြည့်တဲ့စေတနာထတာရဲ့စေတနာရဲ့ဝိညာဉ်ရဲ့ဒီလိုမျိုးဟာအနုနန္တရားတွေရဲ့စွမ်းဆောင်မှုထက်သူတို့ကလွန်ခဲ့တဲ့စွမ်းဆောင်မှုတွေရှိတယ်ဒါကြောင့်အာဟာရလို့ခေါ်တယ်ဒီနေရာမှာစွမ်းဆောင်နေဆိုတဲ့အသေးပဲကိုယူရမှာဖြစ်တယ်စားရတယ်ဆိုတဲ့အာဟာရမျိုးနဲ့မဆိုင်ဘူးအာဟာရဆိုတာကကို စွမ်းဆောင်မှုဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဖြစ်တယ်။လွန်လွန်ကဲကဲအကျိုးတရားကိုစွမ်းဆောင်ထားနိုင်တဲ့တရား။နောက်တစ်ခုကအာဟာရဆိုတာကအကြောင်းတရားကိုပြောတာဖြစ်တယ်။စားတဲ့အစာတစ်မျိုးတည်းကိုသာအာဟာရလို့ခေါ်တာမဟုတ်ဘူး။အကြောင်းတရားမှန်သမျှဘာကြောင့်အာဟာရလို့ခေါ်တာလဲဆိုတော့အာဆိုတာလွန်လွန်ကဲကဲဟာရဆိုတာကဆောင်ထားတာဖြစ်တယ်။အကျိုးတရားတွေကို ဖြူလဲမသွားအောင်လွန်လွန်ကဲကဲဆောင်ထားတဲ့အရာဆောင်ထားတယ်ဆိုတာကထိန်းထားတာဒါကြောင့်အကြောင်းတရားကိုလည်းအာရခေါ်ပါတယ်တပ်ပေတတ်တာအာရထိတိကဆိုတဲ့သက္ကလုံနဲ့ပတ်သက်ပြီးရှင်းလင်းသက်ကလေးရှိတယ်အာရကိုအစာလို့ယူပြီးတပ်ပေတတ်တာတတ်ရမှန်တဲ့မြတ်ဟာအာရထိတိကအစာဟာရကြောင့်ဒီနေရဆိုရင်မပြည့်စုံဘူး အဲမြန်မာတွေကအစားအစာစားသလားဆိုမစားဘူး။ဒါကြောင့်ပြည်မပြည်မပါဘူးဖြစ်သွားမယ်။အဲတော့မြန်မာတွေလွတ်သွားလိမ့်မယ်။တပ်ပေတတာတတဝါဆိုတဲ့အားလုံးဆိုတဲ့နေရာမှာပြည်မမပါဘူးဒီလိုဖြစ်သွားမှာ။အဲတော့ငရေပုံကတတဝါတွေလည်းပဲငရေခံနေရတဲ့အချိန်မှာဘယ်လိုလုပ်ပြီးထမင်းချက်စားမတော့ဘယ်သူမှလည်းလာကြည့်မှာမဟုတ်ဘူးပေါ့နော်။ဒီရောငရေသားတတဝါတွေကရောအစာရှိပါမလားဆိုတော့ မရှိဘူးအဲဒီတော့အဟာရခိတိကအရာအစာဆိုတဲ့အတိတ်ပဲကိုမယူဘဲနဲ့အကြောင်းတရားကိုယူတယ်တတ္တဝါတွေဟာအတက်ရှင်ရည်တည်နေတာဟာဆံရအကြောင်းကြောင့်အတက်ရှင်နေတယ်လို့ပြောမယ်အကြောင်းတရားကြောင့်အကြောင်းတရားကြောင့်အတက်ရှင်နေလို့ပြောရင်အားလုံးခြုံမိသွားမယ်အဟာရထိထိကာယအစာယူပြီးတော့ခြုံမိအောင်ပြောတာလည်းရှိသေးတယ် အတာကတာမောင်ရဲသားတတဝါတွေဟာတပ်ပိတတာဟာရာထိတိကမှာဟာရာအရာအစာလို့ယူရင်ရဲသားတတဝါတွေရဲ့အဟာရကဘာလဲဆိုကိုတတွေးကိုမျိုးချတာဒီပင်လေအဟာရဒီလိုပြောတာညမရင်ကြတော့ဟာရာဆိုတာပီတိဘက်ကဟာရာအရာစိတ်တွေကနေကျေနပ်နေရဲ့ပီတိဟာရာဒီလိုနည်းနဲ့လည်းပြောတာရှိတယ်အဲ့တော့အကောင်းဆုံးကတော့အစာစားတဲ့တတဝါတွေဖို့အစား အစာမစားတဲ့တတ္တဝါတွေအတွက်ကကြအကြောင်းတရားဒီလိုဆိုလိုတာဒီတော့တတ္တဝါမှန်သမျှဒီအကြောင်းတရားကြောင့်ဒီနေကြတယ်ဆိုတဲ့စကားလုံးကတော့အားလုံးကိုခြုံမိတဲ့စကားတစ်ခုဖြစ်တယ်။ရုပ်တရားတွေရဲ့အာဟာရကဩစာနံတရားတွေရဲ့အာဟာရကြတော့ဘာလဲဆိုတော့ဖတာစေနာဝိညာဉ်ဒီဟောရီတဘာဝတရား၃ခုသည်ကျိုးတရားတွေကိုလွန်ကဲစွာစမ်းဆောင်ထားနိုင်တယ်။စမ်းဆောင်ထားနိုင်ပုံနဲ့ပတ်သက်ပြီးတော့ တန်ယုတ်တဏိကေမပௌဒမန်သူဗမာတုတ်ကိုမှတ်သားတင်တယ်ပௌဒမိမိရင်၌ဖြစ်ပေါ်တဲ့တာမန္တအတာဥမာနိုင်ရှင်စရာရင်ွယ်ဖြစ်ပေါ်တဲ့သာသမိရဲ့အတာအဲ့ဒါနဲ့နိုင်ရှင်ပြီးဟောတဲ့တုတ်ကိုပௌဒပௌဒမန်သူဗတုတ်လို့ခေါ်တယ်အဲ့ဒီတုတ်မှာမြတ်စွာဘုရားကဘယ်လိုဟောလဲဆိုရင်သတ္တရောမေပိကဝိဟာရာ ယန်တို့အာဟာရ၄မျိုးရှိတယ်အာဟာရ၄မျိုးဆိုတာကကာဗလီကာရအာဟာရဖတ်တာမနောတင်စေတနာဝိညာဏလို့၄မျိုးရှိတယ်အဲ့ဒီ၄မျိုးကဘာအတွက်လဲဆိုရင်ဘူဒာနံဝါတထာနံထိတိယတံပဝေတိနံဝါအနုခာယဘူဒ္ဓလို့ဆိုတဲ့ကာမတ္တဝါရီအသက်ရှင်တည်နေဖို့အတွက် ပြည့်ပြည့်စုံစုံဖြစ်ပြီးသားတတ္တဝါကိုဘူတလို့ခေါ်တယ်။အားလုံးသိကြတဲ့အတိုင်းပဲလူဘကကလလရေကြီးရစားတယ်။အဲ့ဒီချိန်မှာလူရုပ်မပေါ်သေးဘူးဘူတခေါ်လို့မရသေးဘူးချက်ကလေးတွေချက်ဥအစင်ရှိနေတဲ့ရင်ဘူတမခေါ်သေးဘူးစတင်နေတော့မယ်။ဘူတဆိုတာကအင်္ဂါရတွေပြည့်ပြည့်စုံစုံနဲ့ဆိုလူပီပီတရိစံဆိုလည်းတရိစံပြီပြီအကံပီပီဖြစ်သွားမှာဘူတပေါ့။ အကောင်ပီပီမဖြစ်သေးဘူးဆိုရင်တန်ပဝေတီလို့ခေါ်တယ်။အဲတော့ဘုဒ္ဓနဲ့တန်ပဝေတီနှစ်ခုရှိတယ်။ငါရဆိုတာဘုဒ္ဓလို့ခေါ်တဲ့အပြေဝါပီပီတတာဖြစ်ပြီးတဲ့တတ္တဝါတွေဆက်လက်ဒီတန်ရေးအတွက်ထာကူပြုတယ်။တန်ပဝေတီလို့ခေါ်တဲ့ဘဝတစ်ခုအစပြုနေတဲ့တတ္တဝါတွေအတွက်ထာကူပြုတယ်။အာရရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကဘဝတစ်ခုကိုအခြေပြုနေတဲ့ ိုခန္ဓာထင်ရှားဖြစ်ပြီးရဲ့တတ္တဝါတည်ရှိနေဖို့အတွက်ဘဝတစ်ခုကိုအခြေပြုနေတဲ့အစပြုနေတဲ့တတ္တဝါတို့ကိုအကူအညီဖြစ်ဖို့ရအတွက်အရာလေးမျိုးရှိတယ်လို့ဒီလိုဟောထားတယ်အဲ့တော့တုတ်တံမှာကာပလီကာရအာဟာရကိုမြတ်စွာဘုရားကဘာနဲ့ရှင်းထားလဲဆိုရင်ယင်းနာဖြစ်ပွားသားယင်နာရဲ့အသားအဲ့ဒါနဲ့အလားတန်တူတယ်။အဲ့ဒီတုတ်တံမှာဇနီးမောင်နဲ့နေရသားလေးချီပို့ပြီးအင်တန်ဝေးလံခံပြီးတဲ့ ။အစာရေစာရှားပါတဲ့ခန္ဓာရခီကြီးဖြတ်ကျော်တော့ပါတဲ့ရိတ်ကလေးမလုံလောက်တဲ့အခါမှာတာယာမခီကလည်းအများကြီးကြံနေတော့အစာမစားရရင်တို့၃ရောင်လုံးပြေးမယ်ပေါ့နော်။အဲ့တော့၃ရောင်ကိုအတီးခံမလားဆိုတော့အမိတော်လည်းသားတော်ခဲဆိုတာလို့ပေါ့နော်။ကိုဒုက္ခကျုံးလာတော့ဒီချစ်လာပါတယ်ဆိုရဲသားသမီးကိုပဲစွန့်ပြစ်လိုက်ကြတယ်။နောက်ဆုံးတော့သူတို့ဘယ်လိုဆုံးဖြတ်လဲဆိုတော့အေး၃ရောင်လုံးတော့အတီးမခံနဲ့ဟောဒီကလေးလေးချီပို့လာတာ။ ဒုဒုက္ခပိုးရောက်တယ်ခရီးလက်များကြီးသွားရအောင်မှာတော့သူတက်ပြီးသူသားတဏိနေနေနေစာခိဆက်ကြမယ်ဆုံးဖြတ်တယ်ဆုံးဖြတ်ပြီးတော့သားကလေးကိုတက်တချို့သားတွေချောင်းလန်းထားတဏိနေနေနေစာပြီးခရီးဆက်ကြတယ်တဲ့သို့တော့စားတိုင်းစားတိုင်းမိရကြတယ်ပေါ့လေယင်ဖတ်တိခက်ပြီးခြေခွဲဝမ်းနဲ့စားတယ်စားတိုင်းလည်းခြေခွဲတယ်မျက်ရည်ဆူရွှဲငိုယူကြတယ်သို့တော့မစားရလည်းတည်မယ် ရှေ့ကိုသွားနိုင်တဲ့အာအင်းတွေကလည်းမရှိဘူးပေါ့ဒီတော့သားလေးရဲ့အသားကိုစားပြီးကန္နာယာကီကြီးကိုဖြတ်ကြရတယ်ဒီဇန်တန်းဆန်ဆန်ဥပမာကိုပေးပြီးတော့တိုးနေစဉ်စားသုံးနေတယ်ကာပလီကာရအာဟာရဆိုတာအဲ့ဒီမိဘနှစ်ပါးကသူတို့သားလေးရဲ့အသားပေါ်မှာထားတယ်သဘောထားတယ်လို့ထားကြလို့ပြောတာပေါ့နော်ထားနိုင်ပါမလားဆိုထားနိုင်ပါဘာသာရေးဆိုတာ တောင်းပေစုသာစားကျင်တာပဲအဲ့တော့မြတ်စွာဘုရားကဒီလိုစားတယ်ဆိုတာဘာအတွက်စားတာလဲဆိုတော့အလုံးလုံးနိုင်ဖို့ပေါ့နော်ခန္ဓာယကိကြီးကိုဖြတ်ကျော်နိုင်မှုစားတာပြောဘူးစားတာမဟုတ်ဘူးဝါပြုတ်ဘူးစားတာမဟုတ်ဘူးအသားရည်တွေပြည့်ပြုတ်ဖို့ခေါအပလာတွေတိုးဖို့မဟုတ်ဘူးတို့ရည်ရွယ်ချက်သည်ခန္ဓာယကိကိုဖြတ်ကူးဖို့ပဲရည်ရွယ်ချက်ကထားပဲဒါကြောင့်မူရန်တန်ခါးတွေကိုမြတ်စွာဘုရားဆုံးမတဲ့အခါမှာစားစားလို့ရှိရင် ရောက်ဖို့စားတာမဟုတ်ဘူးဗမာနာတွေတက်ဖို့စားတာမဟုတ်ဘူးဟိုအပလာတွေဒိုးပါဖို့စားတာမဟုတ်ဘူးလှပအောင်စားတာလည်းမဟုတ်ဘူးဒီရရချက်တွေနဲ့မစားရဘူးဘာအတွက်စားရမလဲဒီခန္ဓာကိုယ်ကြီးတည်တံ့ဖို့အတွက်အခြေမြတ်တွေကိုရှင်းနိုင်ဖို့အတွက်ထောက်ကူဖြစ်စေဖို့စားရမယ်ဒီတော့ဒီမိဘနှစ်ပါးကတားကလေးအသာစားပြီးခန္ဓာရခိဖြတ်တော့သူတို့ရဲ့စိတ်နေသဘောဓာတ်ကနေစဉ်နေတိုင်းပေါ့နော် ဒီလိုမျိုးကာပလီကာရအာဟာရပုံမှာသဘောထားပါတယ်ဒီလိုသဘောထားနိုင်ပြီဆိုရင်ကာမောအာယုန်တွေပါဖြစ်တဲ့တဏှာရာဂကိုပါဖယ်ရှားနိုင်အဲ့ဒါမဟုတ်သေးဘူးဆိုရင်တော့မဖယ်နိုင်သေးဘူးပေါ့နော်အဲ့တော့လောကထဲမှာတဏှာထဲမှာရတတနာစိုးစုံမယ်တဏှာရီထဲမှာရတတနာမပယ်နိုင်စိုးစုံမယ်အဲ့တော့မတည့်ပါဘူးဆိုခြိုက်လို့စားစားပြီးတော့ဒုက္ခရောက်တဲ့သူတွေပြည့်လို့ပေါ့မရှောင်နိုင်ဘူးတချို့လဲ ဝါဝါစားပြီးတည်မယ်ပေါ့နော်တည်မယ်ဆိုတာမတည်တာမဟုတ်ဘူးတည်တယ်သို့တော်ဝါဝါစားပြီးတည်မယ်အဲ့ဒီလောက်ထိအောင်ဆွဲကောင်းတာမြတ်စွာဘုရားကတော့အလိုမဟုတ်ဘူးကာလီကာရဟာရကိုဘာမှမကြကြပါပိုင်းနိုင်နိုင်တည်လိုက်လို့ရှိရင်နဲ့ကာမုံ၅ပါးနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့တဏှာရာဂတွေကိုပိုင်ပန်နိုင်နိုင်တည်ပြီးသားဖြစ်သွားလိမ့်မယ်ဆိုလိုတာကအလုံးစုံလာနိုင်မယ်ပေါ့နော်အဲ့တော့အစာလေးမစွန့်ရင် နောက်ဟာတွေမစွန့်နိုင်သေးဘူးကာမကံကံဝါနဲ့ပတ်သက်တဲ့ရာကတော့စွန့်နိုင်ပြီဆိုရင်ကာမဘုံကပြန်ပြီးမွေးဖောက်ဖို့တန်ရောက်ခြင်းသူ့မှာမရှိတော့ဘူးဒီလိုပြောတာဆိုလိုတာကအနာကံစိတ်ကိုပြောတာပေါ့နော်ကာမကံအာယုန်နဲ့ကာမရာခတွေဖယ်ရှားလိုက်တာနဲ့ဒီကြိုင်းနဲ့ထက်နာကံစိတ်ရောက်တယ်ဒီလိုပြောတာကာမဘုံပြန်လာဖို့ရာအတွက်ဆိုကြိုးမရှိတော့ဘူးသူ့မှာနှောင်ကြိုးရှိတော့ဘူးဒီလိုဆိုတယ်ဒါကြောင့်မလို့ ကာဗလီကာရအာဟာရပေါ်မှာနိုင်ငံနဲ့နှလုံးသွင်းနဲ့စားရမယ်။နိုင်ငံနဲ့နှလုံးသွင်းနဲ့စားနိုင်လို့တည်တည်ကြကြပါပိုင်းကြကြပါပိုင်းနိုင်နိုင်တည်ပြီးဆိုဂျင်းနဲ့ကံကုန်နေပေါ်မှာတွေ့တာတဲ့တဏှာကိုဖယ်ရှားပြစ်နိုင်တယ်။အဲတော့ကံကုန်ဆိုတာကမျက်စိနဲ့မြင်လို့လိုချင်တာ။အဲတော့음ကာမကုန်ဆိုတဲ့စကားလုံးမှာကုန်ဆိုတာနှစ်တဲ့စရာကုန်ရှိတာကိုပြောတာမဟုတ်ဘူးเนาะဒီနေရာမှာ ကာမဆိုတာကနှစ်တက်စရာဂုံကအနှောင်ဖွဲ့နှစ်တက်စရာကောင်းပြီစိတ်ကိုနှောင်ဖွဲ့တဲ့အာယုံတွေဒီလိုပြောချင်တာဖြစ်တယ်။အဲနှောင်ဖွဲ့ထားတာဆိုတော့ဖြုတ်ဖို့မလွယ်ဘူးပေါ့။မျက်စိကမြင်၊ခြေနဲ့နားကကြား၊ခြေနဲ့နှာခေါင်းကလည်းကိုယ်စိုက်တဲ့အနံ့လေးများရခြေနဲ့ထက်ရခြင်းတာ။ရှာကလည်းကောင်းနှံ့ရတာလေး။ခန္ဓာကိုယ်ထိတွေ့ရလည်းကောင်းတာလေး။ အဲ့တော့ data အနေနာတွေကိုဖြုတ်နိုင်လားဆိုမဖြုတ်နိုင်ဘူးပေါ့နော်အဲ့ဒါကိုကုနာနှောင်ဖွဲ့တယ်ပြီးတော့စိတ်ကိုနှောင်ဖွဲ့တယ်ကောင်းကောင်းဒီဘောမှာတွေ့တာတဲ့တနာကိုဖယ်ရှားပြနိုင်လို့ဒီလားကာမလောကကြီးနဲ့ပြန်ပြီးမဆက်ဆက်တော့ဘူးဒီလိုပြောတာဖြစ်တယ်ဒါကတခုဖတ်တာဒီအဟာရဖြစ်တယ်နံဟာရသုံးခုဆိုတာဖတ်တာစေနာဝိညာဉ်ဖတ်တာဆိုတာဘာကိုစွမ်းဆောင်ပေးလဲဆိုရင် ရိစ္ဆာသမုပ္ပါဒ်နဲ့မှတ်ပေါ့နော်ဖတ္တစပစ်ယဝေဒနာဖတ္တဇောဝေနာကိုစမ်းဆောင်တာဖတ္တအာကောင်းလေးလေးဝေနာအာကောင်းလေးလေးဖတ္တပြော့သွားရင်ဝေနာပြော့မယ်စမ်းဆောင်မှုကဒီလိုဖြစ်တယ်ဒုက္ခဖြစ်စေတဲ့ဖတ္တရှိတဲ့ဒုက္ခဖြစ်စေတဲ့ဖတ္တဖြစ်ရှိဒုက္ခဖြစ်စေတဲ့ဖတ္တကဒုက္ခဝေနာကိုပေါ်လင်းစေပြီးထက်ထက်တန်တန်းကြီးဖြစ်တဲ့ဒုက္ခဝေနာဖြစ်တဲ့ဖတ္တဒုက္ခကိုဖြစ်စေတဲ့ဖတ္တကလည်းဒုက္ခဝေနာကိုထင်းထင်းရှားရှားကြီးဖြစ်စေတယ် ဖသားကလည်းဝိညာဉ်ကိုဆွမ်းဆောင်တဲ့နေရာမှာဆွမ်းထက်တယ်။ဒါကြောင့်မလို့ဖသားဆိုတာလည်းအဟာရတစ်မျိုးပဲ။ဝိညာဉ်ကိုလုံလုံကဲကဲဆွမ်းဆောင်နိုင်အောင်ထောက်လုပ်တာ ဖြစ်တော့ကြောင်းဖသားကိုမြတ်စွာဘုရားကအဟာရလို့ခေါ်တယ်။ဒီနဲ့အဟာရနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကခုနကဥပမာကဘယ်လိုလဲဆိုနွားကြီးတစ်ကောင်နဲ့အရေကုန်ခွာထားတာကိုစဉ်းစားကြည့်။အဲ့တော့ဒီရေကုန်ခွာထားတဲ့နွားကြီးဆိုအကောင်ဘလောက်နေတော့လည်းကိုကူနဲ့မကိုက်နိုင်ဘူးလားတဲ့ ဥမာဖြောက်တုံးမှတ်တို့ချင်းတို့ရင်ခေါင်းတို့ဆိုတာလေးလည်းလာမယ်ပေါ့နော်အဲ့နွားကြီးခံနိုင်ရှိပါမလားတဲ့ရေကိုမရှိတဲ့နွားကြီးဒုက္ခဝေဒနာရဲ့ဘလောက်တောင်ပြင်းထန်နေမလဲအဲ့ဒီချိန်မှာပဲအကောင်ဘလောင်ဆိုလေးရဲ့ကြိုက်ခဲမှုဆိုတဲ့ဒုက္ခကပေါ့ပြင်းပြင်းထန်ထန်မခံရဘူးလားဆိုခံရမယ်အကာအကွယ်မရှိတော့ဘူးအဲ့တော့ဖတ်တာဒီရေကုန်ခွာထားခံရတဲ့နွားနဲ့တူတယ်ဘာလို့လဲဆိုဝေဒနာကိုပြင်းပြင်းထန်ထန်ဖြစ်စီလို့ အပေါ်ရန်ကနေပြီးနွားအားကအရင်နဲ့ဖုံးထားတော့တော်တန်ရောအကင်မကနိုင်ဘူးပေါ့အေးတူတူလေးနေကြတော့မကင်နိုင်အေးကောင်ခါလိုက်တော့ကောင်းကကြိုက်ပြီးနာဖို့အဲတော့ဖတ်တာဒီဝေဒနာကိုပြင်းပြင်းထန်ထန်လွန်လွန်ကဲကဲဖြစ်စေနိုင်တယ်ဒီနေရာမှာဖတ်တာရဲ့သဘောဝတရားတွေကိုရေကုန်ခါထားတဲ့နွားကဲ့သို့ထဲမြင်ပြီးတော့အတိညာတဝင်လို့ဖတ်တာကိုအမှန်ချာချာသိပြီဆိုရင် ပါတယ်အကျိုးရှိလားမလဲဆိုရင်ဝိညာဉ်ပစ္စယတဏ္ဏဝိညာဉ်မလာတော့ဘူးဝိညာဉ်ရဲ့တဘာဝတွေကိုပတ်မှန်ချာချာသိပြီးတော့အဲတဏ္ဏဟောတာစီပိတာဖြစ်သွားမယ်ပေါ့ဝိညာဉ်ရဲ့တဘာဝတွေကိုသိလိုက်တော့ကာမတဏ္ဏမလာတော့ဘူးတဏ္ဏပြတ်သွားပြီဒါဆိုပါလို့ဆရာကျန်သေးလဲအောင်ကျန်တော့ဘူးပေါ့တဏ္ဏကုန်သွားရင်ပါလို့ဆရာမှမကျန်တော့ဘူးအဲတော့ဖတ်တာကိုပတ်မှန်ချာချာသိရင်ဝိရဏကိုပတ်မှန်ချာချာသိမယ် วิรณะกูความไม่ชาจะตีไหลจากเนีที่ยายนี่ยแท้จำนานามาลาเราอูแล้วจำนามาลาเราสอูสิรทำให้เราเสียไม่สิราบอูก็ที่ด้นนอาหาร သီနာဆိုတာကံဖြစ်တယ်အဲ့ဒီကံတရားကဘာကိုကြိုးပြုလဲဘာကိုစွမ်းဆောင်နေလဲဆိုရင်ဇေနာဒီပြိတ္တရေကို ဖြစ်စေတယ်ဇေနာဒီကံထိုကံဒီဘဝပြိတ္တရေကိုဖြစ်စေတယ်သင်္ခါရပစ္စယဝိညာဏသင်္ခါရဆိုတာကံဝိညာဏဆိုတာပြိတ္တရေစိတ်အနောသင်္စေတနာဟာရဆိုတာဇေနာကိုပြောတာဇေနာဒီပြိတ္တရေကိုစွမ်းဆောင်နိုင်တဲ့တတ္တိရှိလို့သူကိုလည်း ာရလို့ခေါ်တယ်။လုံလုံခဲခဲဖြည့်စင်နိုင်လို့အာရလို့ခေါ်တယ်။အဲ့ဒီအာရကပရိသတ်တွေဆိုတဲ့အကျိုးကိုဆောင်တယ်။ဒါကိုဘာနဲ့ဥမာပေးထားလဲဆိုရန်သူတွေလက်ထက်ရောက်သွားတဲ့လူတယောက်အတင်းကျပ်ဆွဲကောမိကြီးတွင်းကြီးတဲ့အဖြစ်ချက်။အဲ့တော့အတင်းကျပ်ဆွဲကောနေတော့လူပဲစိတ်ပါမလဲ။မိကြီးတွင်းကြီးတဲ့တွန်းချခံလိုက်ရတယ်။ဒီမာစီနာဆိုတဲ့ကံတရားကဖန်တီးပေးတဲ့ဘဝတစ်ခုဟာ မိကြီးတွင်ကြီးရဲ့တွန့်ချတာနဲ့မတူဘူးလားဆိုတူတယ်ပေါ့နော်ဘွားကြီးကပူလောင်နေတာတဖြည်းဖြည်းအိုးလာတယ်နားလာနောက်ဆုံးသိမယ်အဲ့တော့ဘိုးချင်းနာချင်းတီချင်းပေါ့ဒေါတာပရိဒီဝဒုက္ခဒေါမနတာဥပါဒါယဒါတွေလဲကြားထဲမှာလာနေတာပဲပြောလို့မဆုံးတဲ့ပြဿနာတွေအများကြီးရှိအောင်မယ်အဲ့တော့မိကြီးတွင်ကြီးရဲ့တွန့်ချခံရတဲ့လူတယောက်ရဲ့ဒုက္ခနဲ့မတူဘူးလားအဲ့ အဲ့တော့စေတနာကဘဝတစ်ခုကိုပံ့ပိုးပေးလိုက်တာဟာဒုက္ခတွေကြီးပဲတဲ့ဒါကြောင့်မလို့စေနာကိုပမှန်ချာချာသိပြီဆိုရင်တဏှာသုံးမျိုးကို ပိုင်းပိုင်းချာချာဖယ်ရှားနိုင်တယ်တဏှာသုံးမျိုးဆိုတာကကာမတဏှာဘဝတဏှာဝိဘဝတဏှာဒါတွေကိုတည်တည်ချာချာဖယ်ရှားနိုင်ပြီတဏှာကုန်ပါပြီဆိုဘာမှလုပ်စရာမရှိတော့ဘူးပေါ့ဒါကြောင့်စေနာဟာလည်းကာလပြည့်စည်ပေါ့ဝိညာဉ်အားရ ဝိညာဏကလည်းအဟာရပဲဝိညာဏဆိုတာပရိသေစိတ်ကိုပြောတာဖြစ်တယ်ဒီနေရာမှာပရိသေစိတ်ကလည်းဘာတွေဆွမ်းဆောင်နိုင်လဲဆိုပရိစ္ဆသမုပ္ပံဝိညာဏပင်စရာနာမရူပံပရိသေစိတ်ရှိနေလို့ရုပ်ဒိဏ္ဏနေဖွင့်ပြလာတယ်မျိုးစီကလေးအမြင့်တွဲလာလို့အကိုင်းခတ်တွေဖွင့်ပြလာပြီးအမြင့်ကလေးကတန်ဆင်းလာသည့်တွဲချောင်းအကိုင်းခတ်တွေထွက်လာတယ်ထို့တူပဲပရိသေစိတ်ဖြစ်လာသည့်အတွက်ကြောင့် န်တွေရုပ်တွေဖွင့်ပြတာရယ်ဒီလိုနန်တွေရုပ်တွေကိုဆွမ်းဆွမ်းနမဆောင်ကျင်းတတ်သောကြောင့်ဝိညာဉ်ဝိညာဉ်ကိုအာဟာရလို့ခေါ်တယ်အဲ့တော့မြတ်စွာဘုရားကဘယ်လိုဥပမာပေးထားလဲဆိုရာဇဝိတာတရားရဲ့ဒုက္ခရာဇဝိတာတရားကိုဘုရင်ကတရားရုံမှာဆုံးဖြတ်ချက်ချလိုက်တယ်ဘယ်လိုဆုံးဖြတ်ချက်ချလဲဆိုဒီကံကိုတဲ့နန်းနေခင်မှာလမ်းနဲ့အချက်တရားထူ တစ်ချက်နဲ့ကိုပဲတော်တော်နာနေပြီအဲ့ဒါတရားထိုးခံရမယ်ဆိုတော့သူကလည်းအသက်ကပြင်းနေအဲ့လန်တရားထိုးခံရတာမသိဘူးအဲ့ဒီကအဲ့တော့ညနေကြာတကထထိုးกว่าပေါ့ရှင်သေးလားဆိုရှင်သေးတယ်တဲ့အထထိုးဦးပါဆိုညကြာတော့တုံးရတာထိုးခံရတယ်ဒီလိုမျိုးအဲ့တော့ဝိညာဏအာဟာရကိုမြတ်စွာဘုရားကဒါနဲ့ဥပမာပေးတယ်အဲ့တော့ပရိသေရေရတယ် ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဒုက္ခဒီလှန်တဲ့ထိုးခံရတာပြင်းမအောင်မယ်သူတို့လောကကြီးမှာခံနေရတဲ့ဒုက္ခတွေဟာအူရာရောနာရာရောတေတာရောမတည်ခင်ဆိုရင်နေရလို့ငိုနေရတာရောခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲနေရတာတွေရောစိတ်မကျမ်းတာဖြစ်နေရတာရောဒေါသနဲ့ရှိုက်ကြည့်တဲ့ရင်ဖြစ်တာရောဒါတွေဘယ်သူကြောင့်လဲသူကြောင့်ပဲအဲ့တော့ လမ်းချက်တရားဒုက္ခရဲ့ပုံကိုရဲ့ဒုက္ခဘသူကဒီဒုက္ခပေးလဲဆိုဒီလမ်းနဲ့အချက်တရားထုတ်ခံရတဲ့ဒုက္ခရဲ့ဒုက္ခရဲ့လူရဲ့ဒုက္ခတို့ပဲပေါ့နော်ဒီဝိညာဉ်တွေကနာယုတ်တွေကိုဖြစ်စေလိုက်လို့အဲ့တော့နာနေယုတ်တွေဟာနာနေယုတ်တွေရဲ့ဒုက္ခကဘယ်လောက်ကြီးတယ်လဲဒါကိုပြောတာဖြစ်တယ် အခုပြောခဲ့တဲ့ဖတ်တာရဲ့စေနာရဲ့ဝိညာဉ်ရဲ့ဆိုရဲဒီ၃ခုကိုနံအာဟာရလို့ခေါ်တယ်။အဲ့ဒီနံအာဟာရတွေကလည်းအဖတ်တာကလည်းဖတ်တာနဲ့ရှင်နေစေတသိက်စေနာကလည်းစေနာနဲ့ရှင်နေစေတသိက်ဝိညာဉ်ကလည်းဝိညာဉ်နဲ့ရှင်နေစေတသိက်အဲ့ဒါတွေကိုအပြန်အလှန်ထောက်ကူပြုနေကြတယ်။အပြန်အလှန်ဆွဲဆောင်ပြီးတော့ထောက်ကူပြုတယ်။တတ္တဝါတွေရဲ့တန်တန်မှာကျေးဇူးပြုနေကြတယ်။ ဒါကြောင့်မလို့နံအာရအနေနဲ့ပစ္စည်းကဖတ်တာစေနာဝิญဏပြေစုံပံတရားကစိတ်စေတသိစိတ်တစားယုံဒီနံအာရတွေဟာတတ္တဝါတွေရဲ့တန်တန်မှာအကျိုးတရားတွေကိုစမ်းဆောင်မှုပြုနေတာဖတ်တာကတာဇာရတတိနဲ့ဂျေစုပြုမယ်ညဉ့်မညတတိနဲ့ဂျေစုပြုမယ်နေတရားတတိနဲ့ဂျေစုပြုမယ်တံပယုတ်တတတိနဲ့ဂျေစုပြုမယ် တို့ရှိနေခကျေစုပြုလို့ဖတ်တိတို့အဝိကတတို့နဲ့ကျေစုပြုမယ်ဇေနာကြတော့ကမ္မတတ္တိပါပါတယ်ဝိညာဉ်ကြအတ္တိဝိတိထက်တိုးလာမယ်အိန္ဒိယတွေပါလာမယ်အဲ့တော့ပါရလေးထက်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 ပြီးတော့ကြည်လာရင်ဖြစ်စရာတတ္တိရဲ့အများကြီးနဲ့အာရပစ္စည်းကကျေစုပြုတယ်အာတောင်းအရူပီနောအဟာရာတပိယုတ်တကနာဓမ္မနာတန်သမုဌာနာနိသရူပနာအာရပစ္စည်းနာပစ္စည်းရော နန်းအာရတရားတွေဟာလည်းပဲရှင်ဘတ်တရားတွေကိုထူရှင်ဘတ်တရားကြောင့်ဖြစ်လာတယ်။စေတစာယုတ်တွေပြိတ္တိအခိုက်မှာပြိတ္တိကံစားယုတ်တွေကိုဒီအာရတ္တိနဲ့ကျေစုပြုပါတယ်လို့ခေါ်ပါတယ်။ဒါကြောင့်လောကမှာဟာရက၄မျိုးကာဗလီကာရဟာရလို့ခေါ်တဲ့လူတွေနေ့စဉ်စားသုံးတဲ့အစာအာဟာရလည်းမှာပါတဲ့ဩဇာနောက်အာဟာရကမိယာဝိတုနဲ့တကွာပြတော့ ကာဗလီကာရအာဟာရပေါ့ထမင်းဆိုထမင်းနဲ့မှပါတယ်ဩဇာတက်ဟင်းနဲ့မှပါတယ်ဩဇာတက်ဒီဩဇာတက်ကလည်းထမင်းဟင်းဆိုတဲ့တုံးခဲပေါ်မှာမူတည်ရှိတယ်ဒီတုံးခဲကလေးတိုင်းစားပါမှအစီဩဇာတက်လည်းပါသွားတယ်ဒါကြောင့်မလို့ကာဗလီကာရအာဟာရဆိုတဲ့နေ့စဉ်စားသုံးနေတဲ့စာဟာထဲမှာပါတဲ့ဩဇာတက်ဒီခန္ဓာကိုယ်ယုတ်ကြည်ကိုထောက်ပံ့ကူညီထားတယ်ဖတ်တာစီတာဝိညာဉ်လို့ဆိုတဲ့သဘာဝတရားတွေဟာဆိုင်ရာဆိုင်ရာရှင်ပတ်တရားတွေကို ထောက်ပံ့ကူညီဆွမ်းဆောင်ပြီးတော့နေကြတယ်။ဒီလိုနေစဉ်ဘဝမှာဒီသဘာဝတရားတွေဟာဖြစ်လာပြီးတော့ဒီလိုထောက်ပံ့နေပါလား။အာဟာရတတိနဲ့ကျေစုပြုနေရပါလားလို့ပဋ္ဌာန်းတရားကိုနာရင်ပဋ္ဌာန်းတရားကိုရွတ်ဖတ်ရင်ပဋ္ဌာန်းတရားကိုနှလုံးသွင်းနေမိမိခန္ဓာကိုယ်မှာရှိနေတဲ့သဘာဝတရားတွေရဲ့တခုနဲ့တခုဆက်သွယ်ပြီးကျေစုပြုနေပုံတွေကိုသိရှိနားလည်ဖို့ ချောင်းချိုးစင်ချင်တဲ့အသိဉာဏ်တွေရင်တန်းလို့မဘုံနိဗ္ဗာန်ဆိုတဲ့တရားဓမ္မကိုကိုစီကုံကမျက်မှောက်ပြုနိုင်ကြပါစေကုန်တည်းဒါတို့ဒါတို့ဒါတို့နောက်တော့ဘိုင်းကိုဆက်လက်ပူဆောင်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်သဘာတူကြပါဘာမနေတဲ့ကိုရဲ့ကိုရဲ့ဥဝေမနေတဲ့ ဥဒနာမကုဒနာဝေမေဟူမမဇောလင်းထွက်ကိုကိုစမတ်မတင်စာမောင်မနေတဲ့ဥဝင်းမနေတဲ့မတင်စာမောင်ကိုစမတ်မမဇောလင်းထွက်ဥဒနာမကုဒနာဝေမခေသရီမေဟူမရှိစဉ်ချီယူမေဟူနောက်ဆက်တာမရှိရကိုစမတ် ဟန်နီရဲ့စမတ်နင်းတော်တော်မမသင်ဆောင်ပါအောင်မခေတရီကိုတန်းထိုက်အာမမဲမင်းနဲ့မမဲမင်းနဲ့ကမမမပဲပဲဖြစ်ရချက်လို့အေးမရွှေစင်ကြည့်ဘူးမခေတရီမခေတရီရဒီနေ1ဆိုတော့2ရှိအောင်မယ်နဲ့တူကိုရွှေညာအမနေတဲ့ဘာရွှေစင်ကြည့်ဘူးကိုရှင်ညာဦးဝင်းမမဲမင်းနဲ့ အတင်းစားမှာတော်တော်မောကိုရွှေညာမဆွေချင်းချေပြူချက်လို့ပါအေးချက်လို့ပါအေးရအေးပဲဖြစ်ရမယ်နဲ့တူရနော်အေးချက်လို့ပါထည့်လိုက်တာဖြစ်ရမယ်ပါမယ်ဝင်းနဲ့ပါမယ်ဝင်းနဲ့ပါမယ်ဝင်းနဲ့ချက်လို့ပါအေးတော်တော်မောကိုတန်းထားကိုတန်းထားကိုရွှေညာဥဒနာဝေကိုဒနာဝေပါမယ်မင်းနဲ့မတင်းစားမှာမမြမြမမြမြ ဘုဒ္ဓံထိုက်ဥဝေမမြမြန်ကိုရဲ့ကိုရဲ့သေနာမကိုရွှေညောင်းမခေတ္တိဆွဲမရတော့အောက်ဟောဝမသောလင်းထက်အဆိုရင်အလုံးမဲ့တရားပါဒီဒီတဲ့ဆက်မတူမတူလာတော့